ွဲကိုကျွန်တော်တို့တွားကြအောင်အရွက်ကောက်ပွဲမှာအတက်ခံနေရဲ့အနေထားညဉ့်ညူးမှုမဟာဗျူဟာပေါ့နော်ဒါတွေကိုလည်းကျွန်တော်မေ့ကျင်တယ်ဒါပေမဲ့ရွက်ကောက်ပွဲအမှန်ကန်တဲ့ဆိုင်တော့သူကတော့အချမ်းဖန်ဖြစ်ဖို့ရတာပုံများတာပေါ့ဆိုတော့ဒါပေမဲ့ခုနပြောသားတဲ့အထက်မှာဒီဟာပြောင်းတဲ့အခါမှာ accident တွေရှိတတ်တယ်ဟလာခြင်လန်းတွေမှားတတ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ကိုယ်မှယူထားတဲ့အာနာကို မတရားအကြမ်းဖက်ယူတာအာဏာကိုတရားဝင်ဖြစ်အောင်လုပ်တဲ့ရွေးကောက်ပွဲလို့မြင်ကြတယ်ပြောကြတယ်ဝေဖန်ကြတယ်ထောက်ပြကြတယ်မကြသေးခင်ကပဲတခြားတိုင်းသားအဖွဲ့တွေကသူတို့ရဲ့ပြည်နယ်တွေမှာရွေးကောက်ပွဲလုပ်ခွင့်မရှိဘူးဆိုတာမျိုးတွေပြောတယ်ဒီစက္ကမဘက်ကလည်းဟလာဘယ်မြို့နယ်တွေမှာပဲသူလုပ်မယ် face 1ဘယ်လိုသွားမယ်ဆိုတာမျိုးတွေပြောပါပြီအခုဒီဇင်ဘာလမှာပဲကျွန်တော်တို့ရွေးကောက်ပွဲလုပ်ဖို့စီစဉ်ထားတာကျွန်တော်တို့သိရပါတယ်ဆိုတော့ မကြသေးခင်မှာအေအေပြောရေးဆိုခွင့်ရှိသူအနေနဲ့ရခိုင်ပြည်မှာတော့ရွေးကောက်ပွဲလုပ်ခွင့်ပေးမှာမဟုတ်ဘူးလို့ထွက်ပြောတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဘိုးချုပ်တို့မျက်နှာရင်ဘက်ဆက်ကနေပြောတယ်ကျွန်တော်တို့ကြားကြတယ်အနေထား position ဘလို့ရှိတယ်လဲဘာတွေမျောလင့်ထားလဲဘာတွေမျောမှန်းထားလဲဘာတွေတွက်ဆထားလဲတကယ်ဒီစီပတိပခနိုင်ငံရေးအချက်တဲကိုနိမလက်မှန်အဖြစ်ရှာဖို့ဆိုရင်ဒါနိုင်ငံရေးလမ်းကြောင်းကအကောင်းဆုံးပါပဲသို့တော့ဒီလမ်းကြောင်းကိုရွေးဖို့အတွက် အခြေခံမူနဲ့လှုပ်ဆောင်တဲ့ပုံစံကတော့မှန်ကန်ဖို့လိုတာပေါ့အခြေခံမူဆိုတာကတော့တကက်ပြည်သူတွေအကုန်လုံးအတွက်တိုင်းပြည်အတွက်ဒီငင်းချမ်းတဲ့နိုင်ငံရေးထပ်ပတ်ကိုကျွန်တော်ရှာမယ်လှုပ်တဲ့ဒီလှုပ်ကိုအကောင့်ထဲဖော်တဲ့အချိန်မှာလည်းပဲတကက်ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုပါဝင်မှပြည်သူအများလက်ခံအောင်လုပ်မယ်ဆိုရင်ဒါကမှန်ကန်ပါတို့တော့ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုဘေးဖယ်ထားပြီးမှကို ိုစိတ်ကြိုက်ပုံစံမျိုးချပြီးလုပ်တဲ့ဟာကြတော့သူ့ရဲ့ legitimacy အတွက်သူဒါမတမာသောနိလနဲ့အဲဒီဒီထွက်ပေါက်ကိုအသုံးချတာပဲလို့ပြောလို့ရပါတယ်ကျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကိုလွန်ဝ reject လုပ်တယ်ဆိုပြီးမှပြောလိုက်ရင်ဒါရန်သူမို့လို့အတိုက်ခံမို့လို့လုပ်တယ်ဆိုပြီးမှဖြစ်မှာသို့တော့ကျွန်တော်တို့ကဖြစ်တင်တာကဒီလိုဖြစ်တယ်ဖြစ်နေတာကဒီလိုဖြစ်တယ်ဒါကြောင့်ဒီဟာဟာမယုံကြည်အပ်ဘူးပေါ့ အာကျွန်တော်တို့စီမှာရွေးကောက်ပွဲကိုခွင့်ပြုမှာလားမပြုမှာလားဆိုတော့အာတကယ်ဆိုရင်မေးစရာလည်းမလိုဘူးဖြေစရာလည်းမလိုဘူးပေါ့ဘာဖြစ်လို့ဆိုတော့ तू လုံးလုံးမမရဘူးအဲ့လိုပဲပြောရပါနဲ့အရွေးကောက်ပွဲဘီလိုင်နိုင်ငံရေးခင်းချင်းသိသိဖြစ်လာနိုင်တယ်ဆိုတာမျိုးတွေတချို့သုံးသက်တာရှိပါတယ်အဲ့သုံးသက်တာတွေအများစုကတော့အာလူဖုတ်တာတွေများပြီးတော့မှားသွားကြတာများပါတယ်ဒီနေ့ဒီကာလမှာတကယ်တကယ်ပြန်ကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ကထိပ်ပိုင်းဗိုလ်ချုပ်တွေက ဗိုလ်ချုပ်ကြီးမရောက်လိုက်ပါဝင်အတော်ကိုဒီခုချိန်ထိစိုးရိမ်နေတာကြောက်လန့်နေတာသူတို့ရဲ့အသက်အန္တရာယ်သူတို့မိသားစုတွေရဲ့အသက်အန္တရာယ်အတွက်အကြီးအကျယ်စိုးရိမ်နေရစေဖြစ်တယ်ဆိုတော့အမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဘေးပတ်ဝန်းကျင်နိုင်ငံတွေတရုတ်နိုင်ငံအပေါ်ဝင်ရတဲ့ဒီရွေးကောက်ပွဲတီတာ the only game in town ဆိုတဲ့ပုံစံမျိုးတွေစပြီးတော့ပြောလာတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ဆိုတော့ဒီရွေးကောက်ပွဲကိုတော့သူကမဖြစ်ဖြစ်အောင်လုပ်မှာပဲ။အဲသူရဲ့ trap box တစ်ခုတည်းဖြစ်တယ်။ ဒါပေမဲ့ဒါမြန်မာပြည်သူတွေပြည်သားတွေအတွက်တိုင်းသားပြည်သူပြည်သားတွေအတွက်တခြားနိုင်ငံရဲ့အဖွဲ့အစည်းတွေအတွက်တော်လိုင်းရဲ့အဖွဲ့အစည်းတွေအတွက်တော့ထပ်ပေါက်တစ်ခုတော့မဟုတ်ပါဘူးဒီရွေးကောက်ပွဲကို the only in game လာပါလေခုနပြောတဲ့ဟာမျိုးပေါ့ the only game in town အဲ the only game in town ပေါ့အဲ့လိုမျိုးမြင်တဲ့အမြင်အဲ့လိုမျိုးမျက်မှန်ကိုတက်ပြီးမှကြည့်နေတဲ့လူတွေကမျက်မှန်စိမ့်ပေါ့ အဲဘောဘောမျက်မှန်စင်တက်ကြည့်နေတဲ့လူတွေကဒီမြင်ခွင့်မြင်ပါပဲသို့တော့ကျွန်တော်တို့စောစောပြောခဲ့လို့ပဲတကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် तू လူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥမာဗျာအသက်80ကျော်နေတောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ဖို့သဘောကသူ့ရဲ့ဟိုလွတ်ပေးတဲ့လူကိုလွတ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တောင်မှလူအမြင်မှာတင့်နေတဲ့ဟာကြီးကို तू လုတ်တင့်ပါလေအဲပြီးမှဟို NLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ on easy religion ဘောနော်အာဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတပောင်းပါပဲလေဒါတော့ဒါတပိုင်းသို့တော့နိုင်ငံရဲ့အကျိုးအတွက်ဒါအရှိတရားကိုလုတ်တင်တဲ့ဟာကိုလုတ်မယ်ဆိုရင်ကြိုက်တယ်မကြိုက်တယ်ဆိုတာလည်းလုတ်တင်တဲ့ဟာကိုလုတ်ရမှာပဲဒါဒါဒီကိုတော့ तू မလုတ်နိုင်ဘဲနဲ့ဘယ်လိုလုတ်ပြီးမှ ်ဒီဟာကိုလူထုယုံကြည်မှုနဲ့အဲဒီလူအများရဲ့အတိမတ်ပြမှုကိုသူရနိုင်တယ်အကျိုးစီးပွားချင်းတူတဲ့လူတွေကတော့ဒီအရာကိုလောင်းကြမှာပေါ့ဗျာနော်ဟုတ်ကျွန်တော်နားလဲတာကတော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ coward ပေါ့သူကတော့တရေဘောကြောင်တဲ့လူတယောက်လို့တရေဘောကြောင်တဲ့လူတယောက်လို့အများစုကသူတို့တက်ထဲမှာဟောဆာတတ်မှတ်ထားသူတယောက်ပါရေချင်းရေချင်းတော်တော်စင်းရဲနွမ်းပါတဲ့သူတယောက်ပေါ့နော်အဲ့ဒါအဲ့ဒါတော့ကျွန်တော်ကဒီဖြစ်ပြီးပြောတာပါဖြစ်ပြီးတော့ပြောတာပါကျွန်တော်ရဲ့မေးခွန်းထဲမှာပေါ့နော်ဆိုတော့ ခုနကျွန်တော်တို့ပထမဆွေးနွေးခဲ့တဲ့ပြောခဲ့တဲ့မြန်မာအတိုက်ခံတွေကဘာလို့မငညွတ်နိုင်တာလဲဘာလို့မငညွတ်မစည်းလုံးနိုင်ရတာလဲဘာကြောင့်စစ်တပ်အစိုးရစစ်တပ်စစ်ကောင်စီစကမအပြင် alternative တခုဘာလို့မပြနိုင်ညာလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်ပြီးခေါ်သွားခြင်းတယ်ကျွန်တော်လည်းစောစောထောက်ပြခဲ့သလိုမျိုး ဗမာတွေကဥဆောင်ပြီးမှတိုင်းရင်သားတစ်ခုတိုင်းရင်သားအကုန်လုံးပါအောင်ပြည်ထောင်စုမှုဆွဲမယ်ဆိုရင်ဒီဒီအရင်သူတို့ရဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကိုပုဖို့လဲလိုတယ်ပြီးမှတိုင်းရင်သားတွေအများစုထဲမှာဒီအရင်လူမျိုးစုဆွဲပြီးမှတွေးရတယ်လုတ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတည်တည်ချာချာကျွန်တော်တို့အချင်းချင်းကြမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့ ကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတရားတွေကိုဖြတ်ဖူးတာပဲဒါကဒီဒီကိစ္စကိုလုပ်မယ်ဆိုရင်ဗမာကောင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက်တိုင်းရင်းသားကောင်းဆောင်ချင်းချင်းကြမှာဒီဟာကိုပို့ပြီးမှပွင့်ပွင့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ်ဘာဖြစ်လို့လဲဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်တကယ်ကဒီဟာတွေကို တွေးခေါ်မြင်မြော်နိုင်တဲ့လူတွေကပွင့်ပွင့်လင်းလင်းနဲ့ငါတို့ဟာတကယ်တရားမျှတတဲ့ပြည်ထောင်စုကို လုပ်မယ် ဒီဟာဒီလိုတိဆောက်ရမယ်ဆိုရင်အာနည်းနည်းမျောလင်းချက်ရှိတယ်အဲသူဒီမှာလဲဒါဒီဟာတွေကိုဆက်ပြီးပြောတော့အရင်ရှည်တော့တယ်နောက်တစ်ခါပဲပြောကြတော့ဥပမာရခိုင်တွေကဘာလို့ဒီပြည်ထောင်စုမှုဆွဲတာမပါတာလဲဆိုတော့မေးခွန်းတွေမေးရင်ကျွန်တော်တို့ခင်ရင်ပို့ပြီးရှည်လာလိမ့်မယ်ဒါပေကျွန်တော်တို့လည်းဒီကိစ္စကိုတချင်ချင်းတော့ပြောလာမှာပဲအဲဆိုတော့ဒီညီညွတ်မှုတိဆောက်ဖို့ဆိုရင်အဲတကယ် ကျွန်တော်တို့ဘက်မှာအကုန်လုံးစုပြီးစူးစမ်းဖို့လိုနေပါသေးတယ်ပမာပေါ့နော်ဒါပေမဲ့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်ဟလာဒီပမာလူမျိုးတွေတဲ့မှာပြည်တွင်းမှာပြပမှာရောဟလာဒီတိုင်းသားကောင်းဆောင်တိုင်းသားတုံလိုင်းကောင်းဆောင်လက်နက်ကင် တိုက်နေတဲ့သူတွေကိုလည်းလေးစားကြတာမျှော်လင့်ကြတာတွေရှိပါတယ်အဲ့ဒါမှဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါပါတယ်ဒါအတန်ကြာရှိကြမလို့ပါဘူးအဲ့တော့ကျွန်တော်တောင်နဲ့မေကွန်းမေးနေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့သတင်းစာဆရာတွေသတင်းတောက်တွေမေးတဲ့မေကွန်းတစ်ခုရှိတယ်အဲ့မေကွန်းကတော့တို့တွေအားလုံးကိုစားကျွန်တော်မေးပေးတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အခုတော်လိုင်းရေးမှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘလို့လှုပ်ဆောင်မလဲတဲ့အဲ့ဒါကျွန်တော်အပြင်တခြားတည်င်း community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပြတာပေါ့ဟုတ်ကဲ့ကျွန်တော်ရဲ့သဘောပေါ့နော်ကျွန်တော်ရဲ့ mission အဓိကတောင်းကတော့ဒါဒါအာရခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတောင်းပေါ့ ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ယာစုနစ်နဲ့ခြီးပြီးမှအာခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကတော့အကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့တဖြည်းဖြည်းနဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့အာကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှ အင်းလင်းရှင်းနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတယ်ဒါပေမဲ့ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဗားတယ်လုတ်ခုလို့တာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဘက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဘက်မှာပြင်ဆင်စရာအများကြီး လိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်ဆွန်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုအမ်နည်းနည်းမှဟိုဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူးသို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်တင်ဖြစ်သလားဒါမှမဟုတ်ဘာတွေကိုလို့မလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဖက်ကစဉ်းစားကြရတော့ရှိပါသေးတယ်။ကျေးဇူးတင်ပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်။အဲ့တော့စစ်တိုက်နေတဲ့အချိန် ယုံခံနေရတဲ့အချိန်စင်ကုန်မှုတွေထောင်နဲ့တောင်းနဲ့ရှိနေတဲ့အချိန်အကုန်သိခါနဲ့ရပိုင်ခွင့်တွေကိုပြန်ပြီးတော့တိုက်ယူနေရတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာ optimism နဲ့ the hope အကောင်းမြင်စိတ်နဲ့မျှော်လင့်ချက်ကိုနေ့စဉ်ဘလို့ကိုနဲ့မကွာထားဖို့စ조사ရလဲအားလုံး share ပေးပါဦး โอเคဒီစစ်ပွဲဆိုတာကကိုနိုင်တဲ့အချိန်ရှိတယ်နာတဲ့အချိန်လည်းရှိတာပဲနာတဲ့အချိန်တွေမှာကျွန်တော်တခြားဒီမြန်မာပြည်အလဲပိုင်းကဟိုစိတ်ပိုင်းဆိုင်ရာပေါ့တက်လွယ်ကြလွယ်ဟာဥမာစကားစကားမတွေကဥထောင်လာပြီတန်တမန်ရဲ့အတိမဲ့ပြုလိုက်ပြီးရွေးကောက်ပွဲပြီးရင် तू ကဘာဖြစ်တော့ရောမယ်ဆိုတဲ့ဟာမျိုးစိတ်ပူနေကြတာကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့ဖက်မှာကြတော့ ဒီစစ်ပွဲကြီးအတွက်ပေါ့လေတိုက်ပွဲပေါင်းများစွာတိုက်တဲ့ချိန်မှာကိုနာတာလည်းရှိတယ်နိုင်တာလည်းရှိတယ်နာတိုင်းလည်းကိုကယက်နာတော်လို့ရတာမဟုတ်ဘူးကိုရဲ့ရေမဲချက်ကိုမရရအောင်တိုက်ရမှာပဲတပွဲနာတော့တယ်နှစ်ပွဲနာတယ်ဆိုပေမဲ့ဒီဟာတွေကိုသင်ခန်းစာထုတ်ပြီးမှကိုကဒီဟာတွေနောက်ထပ်မမအောင်လုပ်ရရှိတာကိုလုပ်ရမယ်အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ကတောက်လျှောက်ဒီစိတ်ထဲမှာရှိပြီးသားကျွန်တော်တို့ရဲဘော်တွေရောတပ်မှုတွေရောဒီမြန်မာပြည်တပြည်လုံးက ဒီတိုင်းရင်းသားလူမျိုးပေါင်းစုံပေါ့ဗမာပါဝင်တော်လန်ရေးအင်အားစုတွေအနေနဲ့လည်းဒီစစ်ပွဲမှာရှေ့ပိုင်းပေါ့ဒီ2025ဒီဒီကနေရှေ့ပိုင်းမှာ ကိုအသာစီးရနေတာပဲရန်သူဘက်ပေါင်းစုံကိုဝိုင်းပြီးမှဒီဒီအချင်းကြက်ထဲရောက်နေတဲ့စကားမတော်မှသူသူအကောင်းဆုံးကြိုးစားတာပဲဒါကြောင့်သူခဏတစ်ဖြုတ်အသာစီးရတဲ့ဟာကိုကိုကစိတ်ကြကြเสียအကြောင်းမရှိဘူး သူတောင်ဒီလောက်ခံနိုင်ရင်သူ့ကိုအနိုင်ရဖို့ဆိုရင်ဒီထက်ခံနိုင်အောင်ကိုကအာဒါတွေးခေါ်ရမယ်ကြိုးစားရမယ်ဒါကအဆုံးမဟုတ်ဘူးသူ့ကိုအတိမပြုမှုရတယ်ဆိုမယ်ကျွန်တော်စောစောပြောခဲ့သလိုပဲသူကစားနေတဲ့ဖဲကိုကိုလက်ထက်ရအောင်လုပ်ရမယ်လေကျွန်တော်တို့ကြိုးစားစရာတွေအများကြီးရှိတယ်စိတ်ဆက်ကြစရာအကြောင်းပါမှမရှိပါဘူးဘကြုံတို့မျက်နှာအခုနိုင်ငံတကာအခင်းချင်း international system ကလည်းအာပျက်စီးနေတယ် the world order ကလည်းပြောင်းနေတဲ့ကာလပေါ့နော် အာဆိုတော့ဒါတပိုင်းခက်ခဲတဲ့အနေဓာတ်တစ်ခုတကဘာလုံးဖြတ်တန်းနေရတယ်လို့ပြောလို့ရပါတယ်။အဲ့ဒီချိန်မှာဒီမှာပြည်သူပြည်သားတွေကလည်းလွန်ခဲ့တဲ့၄ငါးဆယ်နှစ်ကစပြီးတော့ပို့ပြီးတော့ကြီးမားခက်ခဲတဲ့စိန်ခေါ်မှုတွေကြက်တဲမှုတွေရခိုင်ပြည်သူပြည်သားတွေပါဝင်ပေါ့နော်။ဖြတ်တန်းနေကြတဲ့အချိန်တစ်ခုဖြစ်ပါတယ်။သူတို့တွေကိုပြောချင်တဲ့ message ကပါလဲပေါ့။ အဲ့ဒါကိုကျွန်တော်သိချင်တယ်နောက်တစ်ခုကတော့ပြောချင်တာကတော့စစ်ကောင်စီပဲခေါ်ခေါ်စကားမှာပဲခေါ်ခေါ်သူတို့ကလူလူထောက်ခံမှုမရှိတဲ့လက်နက်ကန်ရန်ကနေတဲ့စစ်တပ်အုပ်စုတစ်ခုပဲဖြစ်တဲ့အတွက်ကြောင့်သူတို့နိုင်သွားမယ်လို့လဲကျွန်တော်ကိုယ်တိုင်ကမထင်ပါဘူးအဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နဲ့ပြောချင်တဲ့ message ကပါလဲရခိုင်ပြည်သူတွေရောမြန်မာပြည်သူပြည်သားတွေရောဒါအပြင်တချို့အိပ်ပျော်နေတဲ့ international community ဆိုတာနဲ့မြန်မာအရေးစောင့်ကြည့်တဲ့သူတွေရော UN အဖွဲ့အစည်းတွေရောအလုံးမလုပ်တဲ့သူတွေရောအလုံးလုပ်နေတဲ့သူတွေရောဘာပြောချင်လဲမသိဘူးအခုလိုမျိုးစကားမတွေကိုအာပတ်ဝန်းကျင်နိုင်ငံတွေကအတိမတ်ပြုတယ်နိပညာတခြားသောအကူအညီတွေကိုပေးလာတယ်ဆိုတော့သူကတော့ခေါင်းထောင်လာမှာပဲသူခေါင်းထောင်လာတော့ရလက်တွေက ိုပြီးမှတွေးထက်တိုင်ယူများတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေကပဲများလာတယ်။သူ့အနေနဲ့ဒီကနေရှစ်ဆက်ပြီးမှအပြတ်သက်အောင်ပွဲခံနိုင်ဖို့ဆိုတာတော့မလွယ်ဘူး။သူတော့ဒီအတိမတ်ပြုမှုနဲ့သူ့ကိုသူ့ဖက်ကလောင်းလိုက်တဲ့အခုမြင်တွေကြောင့်ဒီပဒီပခမိတော့ကပိုပြီးမှကြီးလာမယ်ပြည်သူလူထုရဲ့ဒေရှင်ပြည့်စုံမှုလည်းပိုများလာမယ်။ဒါကြောင့်ကျွန်တော်တို့ဟာတချို့ကိစ္စတွေကိုအရန်ဟိုဖွင့်ပြီးပြောတာထက်အခု ဒီဒီဖြစ်ပေါ်လာတဲ့ဒီ development တွေအတွက်ပေါ့နော်အလိမ်မာရှိရှိနဲ့နီလန်တစ်ခုတော့ရှာရမယ်ပြီးမှသူ့ဟာကိုဘလို့ counter လုပ်မလဲဆိုတဲ့ဟာမျိုးကိုဒီအခုအခြေအနေနဲ့ kait နေတဲ့ဆုံးဖြတ်တစ်ခုချမှတ်မြန်မြန်တော့လုပ်ဖို့လိုတယ်ကျွန်တော်ရဲ့သဘောကတော့ကိစ္စတိုင်းကိုပြောတဲ့တလောက်ပဲပြောပြီးမှလုပ်စရာရှိတာကိုပို့ထီအောင်လုပ်ရမယ်ဆိုတော့စီလုံးမှုအရာရောစူးစမ်းအားထုတ်မှုအရာရော ကျွန်တော်တို့ကပို့ပြီးမှအားဆိုင်ရမယ်ပြည်သူတွေပင်ပန်းနေပြီဆိုတဲ့စကားလုံးတွေကိုလျှောက်ပြောတာလေတော်လည်းရေးတိုင်းပင်ပန်းတာပဲသူများနိုင်ငံမှာလည်းပေးဆက်ပြီးမှတိုက်ကြတာပဲလေးနှစ်ဆိုတဲ့ဟာကာလကတော်လည်းရေးတစ်ခုမှအရင်ရှည်တယ်လို့တော့ပြောလို့မရဘူးကိုယ်နိုင်ငံရဲ့ဖြစ်တည်မှုနဲ့တဘာဝအလျောက်ကဒီလိုမျိုးဖြစ်လာတော့လေရှေ့ဆက်ပြီးမှသူများနိုင်ငံကိုအားကိုးလို့မရရင်ကိုယ်အချင်းချင်းမိခိုးပြီးမှဒီခီးကိုဆက်ကြတာပေါ့ဥပမာစကားမှာ အခုလက်တလောအောင်ခွဲတယ်နဲ့သူအခိုက်အတန့်ထိထိနိုင်ရင်တောင်မှတော်လန်ကြီးဆိုတော့ပြန်ပေါ်လာမှာပဲစစ်အာဏာရှင်စနစ်ရှိနေသေးတော်လန်ကြီးကရှိနေမှာပဲဒါကြောင့်ဒီဒီအခုရှိနေတဲ့ဒီတော်လန်ကြီးလမ်းကြောင်းကနေပို့ပြီးမှအရင်ဆိုရင်ပေါ်ပေါ်ရောမှုတွေရှိတယ်ပေါ်စားမှုတွေရှိတယ်မလိမ္မာမှုတွေရှိတယ်အဲ့ဒီယိုပေါက်တွေကိုပိတ်ပြီးမှထိရောက်တဲ့တိုက်ပွဲတဒဏ်နဲ့ခီးဆက်ဖို့ပဲရှိတယ်လို့ကျွန်တော်ပြောလိုပါတယ်ဘိုးကြောင့်တို့မြန်နိုင်အခုလိုဖြေချပေးလို့ကျေးဇူးအများကြီးတင်ပါတယ် 结束吧，皇上。结束吧。